မိုကရတီမြန်မာအတန်း TVB ရဲ့အပီလ9ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပမယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်တဲ့သတင်း၊ငလင်ဘေးသစ်မတန်စွာအမျိုးသမီးတွေအကူအညီလိုအပ်နေတဲ့သတင်းနဲ့ဖလားမျိုးရှင်စစ်ကောင်စီတပ်ခလရ268ကိုချင်းတော်လိုင်းရေးပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ 2025ခုနှစ်အထွေထွေရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပဖို့ရှိနေတယ်လို့စစ်ကောင်စီဩစာခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအပြည်လရှိရမှာတရားဝင်ထောက်ပြန်ကြေညာပါတယ်။ဒါကြောင့်နိုင်ငံရေးပါတီတီထောင်တာမှတ်ပုံတင်တာပါတီတွေပူးပေါင်းတာတွေကိုရွေးကောက်ပွဲအမိဆောင်ရွက်နိုင်ဖို့ပါတီတီထောင်ခွင့်ကိုမေလ9ရက်နောက်ဆုံးထားပြီးရှောက်ထားကြဖို့ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။နိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်အချိန်လုံလောက်စေဖို့ ကြီးလွန်တက်မှတ်ရတာလို့လည်းပြောထားပါဗျ။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြောင့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်ထိခိုက်မှုရှိတဲ့ကြားကနေ ခုလိုအချိန်မရွေးဆိုင်မဲ့တင်ညာချက်ထောက်လာတာပါဒီတော့တွင်ရခိုင်နိုင်ငံရေးပါတီတစ်ခုကရွေးကောက်ပွဲကော်မရှင်ထံမှာပါတီမှတ်ပုံတင်ခွင့်လျှောက်ထားလိုက်ပါတယ်ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီကရခိုင်တိုင်းရင်းသားများပါတီလို့အမည်ပေးထားပြီးအရင်ရခိုင်မျိုးသားပါတီ ANP ပါတီကလွတ်တော်အမတ်ဟောင်းတွေနဲ့ဦးဆောင်ဖွဲ့စည်းကရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအကြအတဲအခြေအနေဟာရင်းရှင်မှာတက်ဆိုင်သူအလုံးပါဝင်တဲ့စစ်မှန်တဲ့အမျိုးသားပြန်လည်တင်းမြတ်ရင်းနဲ့အပြုသဘောဆောင်တဲ့တွေးဆဆွေးနွေးမှုတွေကနေသာအပြည့်အဝကင်တွယ်ဖြစ်ရှင်းနိုင်မယ်လို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဘီဘီယန်ဘလာခရစ်စနန်ကပြောလိုက်ပါတယ်။ မနေ့ကကျင်းပတဲ့စင်ကာပူနိုင်ငံပါလီမန်အစည်းအဝေးမှာမြန်မာနိုင်ငံပြည်တွင်းစစ်အခြေအနေပေါ်မှာအာဆီယံရဲ့အကဲဖြတ်မှုအခြေအနေအာဆီယံလူခွင့်ရေးကြေညာဆန္ဒအပိုင်33အရအကြံဖက်မှုတွေကြောင့် ဥအိမ်မဲ့အရက်သားတွေအတွက်လူသားချင်းစာနာအကူအညီတွေအပါအဝင်အကူအညီတွေတုံးမြင့်ပေးသွားဖို့အစီအစဉ်တွေရှိမရှိစတဲ့မိကွန်းတွေကိုတုံ့ပြန်ဖြေကြားခဲ့တာပါအာဆီယံခေါင်းဆောင်တွေအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမှန်သုံးသပ်နေသလိုပြီးခဲ့တဲ့အောက်တိုဘာလကနောက်ဆုံးသုံးသပ်မှုမှာတော့မြန်မာနိုင်ငံတွင်ပတ်တိပတ်ခါတွေတိုးမြင့်လာမှုနဲ့လူသားချင်းစာနာထောက်ထားမှုဆန်ရအခြေအနေတွေပေါ်နှက်ရှိုင်းစွာစိုးရိမ်ကြောင်းဖော်ပြခဲ့တယ်လို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ အာဖီငလင်တန်ခန်းစားခဲ့ရတဲ့ဒေတာကမတန်ဆွာအမျိုးသမီးတွေဟာအကူအညီတွေမရရှိပဲအခက်အခဲများစွာကြုံတွေ့နေရတယ်လို့မတန်ဆွာအမျိုးသမီးတွေကပြောပါတယ်။မလ28ရက်နေ့ကစကိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့အင်အာဖီငလင်တန်ကြောင့်ထိခိုက်ခန်းစားရတဲ့သူတွေထဲမှာမတန်ဆွာအမျိုးသမီးတွေလည်းပါဝင်နေပြီးလက်ရှိအချိန်မှာအကူအညီတွေလိုအပ်နေတယ်လို့မန္တလေးတိုင်းမှာငလင်ဘေးသင့်ခန်းစားခဲ့ရတဲ့မတန်ဆွာအမျိုးသမီးတွေကပြောခဲ့တာပါ။အင်အာပြင်းထန်တဲ့ငလင်လှုပ်ခတ်ပြီး တဲ့နောက်ပိုင်းမှာလည်းအသေးစားငလင်လေးတွေစစ်တိုက်လှုပ်လာတာကြောင့်မတန်ဆွမ်းအမျိုးသမီးတွေဟာစိတ်အေးအေးချမ်းချမ်းမနေနိုင်တဲ့အပြင်ကူညီကယ်ဆယ်ရေးတွေလည်းရောက်မလာတဲ့အတွက်မလုံခြုံတဲ့နေရာမှာပဲအဆင်ပြေသလိုနေကြရတယ်လို့ဆိုပါတယ်မန္တလေးကအမြင့်အာယုံမတန်ဆွမ်းအမျိုးသမီးတယောက်ရဲ့ကြောကြားချက်အရငလီလောက်ပြီးတဲ့နောက်ပိုင်းမှာဖဲအဖွဲစည်းကမှရောက်မလာတာကြောင့်ကိုတူကိုထပဲစိတ်ချလုံခြုံတဲ့နေရာကိုပြောင်းရွှေ့နေရတယ်လို့ပြောပါတယ် ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလားမြို့ကနောက်ဆုံးလက်ကျစစ်ကောင်စီတပ်စခန်းကိုအပိလ9ရက်နေ့မှာဒေါ်လာရေးတပ်ဖွဲ့တွေကအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ချင်းဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေစီကနေသိရပါတယ်။အပိလ6ရက်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအပိလ9ရက်မှာအပိတတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲအတွင်းချင်းပူပေါင်းတပ်တွေဘက်ကတပ်ဖွဲ့ဝင်2ယောက်ကြာဆုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကတေဆုံတဲ့ရုပ်အလောင်းတွေနဲ့ လက်နက်ခဲရအများအပြားသိမ်းဆည်းရရှိခဲ့ကြကစစ်တုံးပန်းတချို့ကိုလည်းအရှင်ဖမ်းမိထားတယ်လို့ဆိုပါတယ်ဖလန်းမြို့မှာနောက်ဆုံးလက်ကျန်ဖြစ်တဲ့ခလာရ268စစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်ရရှိပြီးဖလန်းမြို့ဟာစစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ဆိုပါတယ်ဘင်္ဂလားပင်လယ်အော်စိတ်မတင်ကျွန်းအနီးမှာငါးဖမ်းနေကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား၁၁ယောက်ကိုအရခတ်တပ်တော် AA ကအပီလက်ရှိရနေ့မှာဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းမှာဖော်ပြပါတယ်အခုဖမ်း ซีခံရတဲ့ငါဖန်သမား၁၁တယောက်နဲ့အတူငါဖန်ဆက်လီ၂ซีကိုလည်းစိတ်မတင်ကျွန်းဒီငါဖန်နေစင်မအေးအေးတက်ဖွဲ့ဝင်တွေကဖန်ဆီးသွားတယ်လို့ Technique ငါဖန်ဆက်လေးပိုင်ရှင်များအသင်ရဲ့အတွင်ရမှုဖြစ်သူအဘူကာလာကပြောပါတယ်။ဒါပြင်အချမ်းငါဖန်လေးနစီလည်းပျောက်ဆုံးနေကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့သူတို့ဖန်စီခံရခြင်းရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ဖန်စီခံရသူတွေပြန်လည်လွတ်မြောက်နိုင်ဖို့ကြိုးပမ်းဆောင်စားနေတယ်လို့ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်ကပြောပါတယ်။ပြီးခဲ့တဲ့မလ16ရက်ကလည်းရခိုင်ပင်လယ်ပြင်မှာငါးခုဖမ်းမှုကြောင့်ဖန်စီခံခဲ့ရတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား21ယောက်ကိုဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်လက်ထက်ကို 以天一家店内说将抵押给我呢。